ားလုံးမင်္ဂလာပါရှင်ဒီတစ်ခေါက်ကျွန်မဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ဆရာဇော်ကြီးဘာသာပြန်ပေးထားတဲ့နိလာဟဲ့ချစ်ဒုက္ခနဲ့အခြားဝတ္ထုတို့များတွေကအောက်ကဘော်ရွာကခွေးဝင်စာဆိုတဲ့အပိုင်းပဲဖြစ်ပါရဲ့ရှင်လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်သူ့အယောင်သည်မွေးအိနရွက်သည်တွဲအိမျက်လုံးကလည်းမြေခွေးမျက်လုံးနဲ့တူသည် ထို့ကြောင့်သူခမများမှာမွေးလာကလေးကတန်ဆိုးရှာသည်အိမ်မွေးတရိစံတိုင်းမှာ စစ်စရာခင်စရာတစ်ခုတလေပါရှိတတ်သည်သူမကမပါစေညီသူမှသူကိုကြွေးကျင်မွေးကျင်စိတ်မရှိ သူမအဖုံမရှိအရှင်မရှိအထီးကျန်နေရရှာသည်တို့ရတွင်ထိုခွင်းဝင်စားသည်အိမ်မွေးတရိစံမျိုးမှပေါက်ဖွာလာသည်ဖြစ်သောကြောင့်လူနှစ်ကင်း၍မနေနိုင်စေလူအိုးအင်ကိုဆွံ့၍တရိစံတို့၏မူလဌာနဟောင်းဖြစ်သောတုံးကြီးတောင်ကြီးသို့သွား၍လဲမနေနိုင်စေလူအိုးအင်သာလျှင် သူဤကိုကိုရာဖြစ်လေသည်အောက်ကဘောရွာအနီးအနားတွင်ဥယျင်လှုပ်ရှားသူ ခင်းဆန်ဤပြင်မိုးပြင်ကောင်းအိတ်တဆောင်ရှိလေသည် ခွေးဝင်စားသည် ခင်းဆန်ဤဥယျင်ချမ်းမြေသို့ရောက်သွားလေသည်ခင်းဆန်ဤအိမ်အဆင့်သည်မြင့်၍အိမ်အောက်မြေပြင်သည်ခြောက်သွေ့သည် ခင်းဆန်ဤအိမ်နှင့်ဘေးချင်းရှင်လျက်အိမ်တဆောင်ရှိသည်ရာအိမ်နဆောင်အကြား၌ဝင်းထရန်တစ်ခု ရှိလေသည် ဝင်းထရန်ချင်းရင်တနေရာ၌ဂျိုင်တစ်ခုရှိသည် အရေးကြုံသည် ်ထိုကြိုက်ထဲ၌ပုံအောင်နိုင်သည့်ဖြင့်ခွေဝင်စားသည်ထိုကြိုက်ကိုအိမ်ပြူကနေလေသည်ခင်းစံဤဥယင်ချမြေအတွင်း၌တခြားအိမ်နှဆောင်ရှိကြသေးသည်ထိုအိမ်နှဆောင်သည်ဆုခဲ့သောအိမ်နှဆောင်ကိုကြောပေး၍စောက်ထားသောအိမ်များဖြစ်ကြသည်အိမ်လေးဆောင်ဤအလေး၌မြေကွက်လက်တစ်ခုရှိသည် ထိုမြေကွက်လက်၌တစ်ပင်အမြောက်အမြောင်းပေါက်လျက်ရှိကြသည် ခွေဝင်စားသည်မိမိ၏ဝန်းစာအတွက်ထိုအိမ်လေးအိမ်ကိုမိခိုးနေရလေသည် ်ခွေးဝင်စားသည်ငတ်လုံးလှသည်ဖြင့်မြည်သည့်အစာကိုမှမရွေးနိုင်တွေ့ရရာကို စားရရှာသည်အယူအရင်ကိုတွေ့ရင်အယူအရင်ကိုစားရသည် ထမင်းတို့ဟင်းတို့ကိုတွေ့ရင်ထမင်းတို့ဟင်းတို့ကိုစားရသည်တစ်သည့်အခုံကိုပင်စားရသည်တင်မတိန်လင်းအမိုက်ပုံတွင်အနှံ့ခံကစားရှာရသည်တောက်ရည်အတွက်မူရည်တွင်အနှီး၌ချိတ်အိတ်ဟောင်းများကို ရေစိမ်းထပ်သက်သောစီပိုင်းရှိသည့်ဖြစ်ရာထိုစီပိုင်းတွေကရေကိုတောက်ရသည် ခြံမြေထဲ၌မောကုစေခေါ်တစ်ပင်ကြီးတစ်ပင်ရှိလေသည်တခါတည်းရန်ခွေးဝင်စားသည် ထိုတစ်ပင်ကြီး၏အရှိအောက်၌လဲလျောင်းနားနေတက်လေသည်သိရွက်တစ်ခဲအကြောင်းမှကြလာသော နေရောင်ခြေ၏အနှွေးထက်ကြောင့်နှွေးနေသောမြေပြင်ဝင် ခွေးဝင်စားသည်ခြေလက်ကိုဆန့်ကာတခါတည်းရန်ညှဉ်းညူ၍နေတက်လေသည် တခါတည်းရန်ဝဲကုတ်နေတက်သည်မိုးချုံနေတအိမ်အိမ်ဤအောက်သို့ဝင်၍မိသွေးအိမ်ပေါ်မှအိမ်လေးတက်သည် တခါတည်းရန် စဖို့ဆောင်အောက်ရှိမိသွေးတစ်သားထဲမှအိမ်နေတက်သည်ခင်းဆန်ဤအိမ်၌ခွေးတကောင်ဝေးထားသည်ထိုခွေးကိုပေါ်ချီဟု ခေါ်သည်ပေါ်ချီဤအမွေးသည်ညူဖြူကြားဖြစ်သည်ပေါ်ချီသည် ကစားတက်သည်မိဖွက်တက်သည် ခွေးဝင်စားနေတွေ့နေနှုတ်ခွန်းဆက်လူဟန်ဖြင့်မြေကိုချီဖြစ်ရက်သည်ခွေးဝင်စားကလည်းခွန်းတုံပြန်လူဟန်ဖြင့်ဝဲထူသောအမိကိုနှက်ပြသည် ခင်းဆန်နှစ်တကွာချမ်းမြေနေသောသူတို့သည် ခွေးဝင်စားကိုသဘောမကျကြချီ တယောက်ကအယုတ်ဆိုးရတာများဘာမှမကောင်းဘူးခွေးဖြစ်တာတော့မကောင်းဘူးဟုတ်ဆို၏တခြားတယောက်ကဒီခွေးနဲနဲလောက်ပဲလှတော့ငါမွေးချင်ပါရဲ့၏ဟုတ်ဆိုသည်အိနေအိရှိမိသားစုလေးစုလုံးကပင်အမိအဖမှဆာ၍သားသမီးအထိခွေးဝင်စားကိုနှာခေါင်းရှုံချသည်မြင်တိုင်းမြင်တိုင်းဝဲစားဝဲစားဟုခေါ်ကြသည်ယောက်ျားများသည်မိန်းမများခလေးများတို့ထက် အိုး၍နှာခေါင်းရှုံချသည် တွေ့သည့်နေရာမှာရိုက်ချင်ကြသည် ခွေးဝင်စားသည်အုတ်ခဲဖြစ်လေအပေါက်ခံခဲ့ရဖို့သည်တန်ချောင်းဖြစ်လေအပေါက်ခံရဖို့သည်တခါတော့တကမင်းတို့ဖြစ်အပေါက်ခံရသဖြင့်ခြေကျူးလူမတက်ဖြစ်ခဲ့ရရှာသည်ထို့ကြောင့်ခွေးဝင်စားသည် လူတို့ဤအပြုအမူကို နားလည်နေပြီနှခမ်းဆူလိုက်ဟန်အန်ကိတ်လိုက်ဟန်ကဲကုန်းကောက်လိုက်ဟန်တို့ကိုမြင်ရင်သူကိုရင်မူလိုမှန်းသူသိလေသည်တနေ့တနိုင်ခွေဝင်စားသည်ခင်းစံဤစဖို့ဆောင်တွင် အသက်ဘေးမှတိတိကလေးလွတ်သွားခဲ့သည်စုဖို့ဆောင်အတွင်းသို့ဝိမိသည်နှင့်တပြိုင်နက်ကျုံယူခဲ့ဟေးကျုံယူခဲ့ဟူသောအတန်ကုန်သူကြားရသည်ကြားနေကြားချင်းထိတ်လန့်၍ဥတေရသို့သူပြေးထွက်လိုက်ရကန့်အားလျော်စွာလူဆောက်လွတ်ရာဖက်သို့ပြေးထွက်မိလျက်သောဖြစ်သွားလေသည်ထို့နောက်လေခွင်းစီသို့သူပြေးလေသည်လွတ်သွားမှကိုကဟုတ်ယောက်ျားတယောက်ကတက်ခေါက်ကညှိညူလိုက်သည်ခင်စံကလည်းတော့တော့ကိုဒုက္ခပေးတဲ့ခွေဝဲစားပဲ။ ဟုဆိုသည်တို့ရတွင်ခင်းစံသည်ရင်းရက်ဆက်ဆက်မပြုတ်တတ်သောသူဖြစ်သည့်ဖြင့်ခွေးဝဲစားလွတ်ပြေးသည်ကိုသဘောချ၍လာမသည့်ရီမောနေလေသည် ခွေးဝင်စားသည်ထို့တို့သောသေးသေးမျိုးနှင့်ဤတစ်ချိန်သာမဟုတ်၄ချိန်၃ချိန်တွေ့ဖူးလေသည်တို့ရတွင်တုံလုံးဖြောက်ချားခြင်းမဖြစ်သူပိုင်နဲ့တို့သူလာရပြီတကယ်တို့လာမြဲတိုင်းလာ၍အစာရှာမြဲတိုင်းရှာရလေသည်စဖိုးဆောင်မှရှာမရလေတခြားတစ်ဆောင်တို့တွားရသည်ထို့တို့မှရှာမရလေအိမ်ပေါ်တို့တည့်၍ရှာရသည် တခါတရံအိမ်အနီးအနား၌တွေ့သောပိန်တန်ဖနက်ကိုဝါရသည်တခါတရံအဝတ်အစုံများကိုကိုက်ရဆွဲရသည်ခွေးဝင်စားသည်ကလေးကိုမချစ်တချေခင်ဆန်၌ကိုချံခေါ်တမီးလေးတယောက်ရှိသည်သူကလေးသည်ခုံဖနက်ကိုစီးကချန်သေးသူဆင်းလျက်ရှိသည်ထို့အခါခွေးဝင်စားသည်ကြည်စားလိုသောသဘောဖြင့်ကိုချင်းကိုကိုက်မြည်ဆွေးမြည်ဟန်ပြတ်တက်လေသည် တခါတရံကိုချံသည် မုံကိုယူလာကဟဲ့ခွေးဝဲစားဟုတ်ဒီမှာကြည့် ဟုဆို၍မုံကိုပြသည် မုံကိုမြင်သည်နှင့်တပြိုင်နက်ခွေးဝဲစားသည်ခုံဟတ်လိုက်လေသည်လာပါအောင်မင်းရဲ့ခွေးဝဲစားကမုံလူစားနေတယ်ဟဲ့အကုတ်ဟဲ့တမရဟုအော်၍ကိုချန်ငိုလေသည်ထို့အခါကိုချန်ဤတွေးတော်ကဟဲ့တမိဒေါ်တော်စီကိုပြေးခဲ့မြန်မြန်ပြေးခဲ့အိုးတမိကလည်းခုံဖက်နဲ့ကြီးစီးထားတာကိုဟုအော်ခေါ်လေသည်ထို့သို့အော်ခေါ်တဲ့ခိုင်မပင်ခွေးဝင်စားသည် ကိုချန်ဤမုံကိုစားပီးနေလေပြီထို့အခါမျိုး၌ခွေးဝင်စားသည်အချို့အရသာကိုခန်းစားလိုက်ရသဖြင့်ရှာနီနီကလေးကိုထုတ်ကနှကန်ပါနာတို့ကိုရက်လိုက်လေသည်ခင်းဆန်းတို့လူစုသည်ကိုချန်ဤမုံကိုလှူစားလိုက်သောခွေးဝင်စားဤအပြုတ်မှုနှင့်ပတ်သက်၍ခွေးဝင်စားဤလှူစားမှုသည်စိတ်ယုတ်မှကြောင့်လည်းမဟုတ်ကြောင်းစိတ်ကောင်းကြောင့်လည်းမဟုတ်ကြောင်းပြောဆိုကြလေသည် ခွေးဝင်စားသည် ထိုစကားတို့ကိုကြားကားကြား၏နာမလေးလူလောက၌ လူတို့ဖန်တီးထားသောလူထုံးစံများကို၎င်းလူချင်းဖို့များကို၎င်းသူမသိခွေးဝင်စားသည်တရိတ်ဆန်များသောဖြစ်သောကြောင့်တရိတ်ဆန်တို့ဘာဝပြုမှုခြင်းများသောဖြစ်လေသည်ဆောင်းရသည်ဆိုသည်မှာအလွန်ဒုက္ခရောက်ကြရသောရာသည်ဖြစ်လေသည်အေးအေးတန်ပြင်းထန်လာသည့်အပေါ်တွင်အစာအစာကလည်းခေါင်းပါအနှွေးထည်ကလည်းရှာပါလာလေသည်တရိတ်ဆန်များကိုမဆိုးထားပေစင်းရဲလာသော လူသားများသည်ပင် စားဝတ်နေရေးအတွက်အလူးအလဲခံနေကြရသည်တို့ရတွင် ခွေးဝင်စားအသက်မသေးကျန်နေခဲ့သည်မှာအံ့ဩဖွယ်ကောင်းနေစွာယခုမူခိုက်ခိုက်တုံချမ်းသောဆောင်ကျွ၍နှွေးပေါက်လာလေပြီตาရလာပြီ ခွေးဝင်စားသည် ထွားချိုင်းလာသည် အနည်းအနာရှိခွေးတို့သည် သူ့ကိုဝိုင်းအောင်လာစပြူကြသည်ဝိုင်းအောင်လာသောခွေးများအ ਨੇ ခင်းစံဤပိုးချီလဲပါသည်ရေချိုးဆိုင်ရှင်ဤကုရုဆိုသောခွေးလဲပါသည်တက်ကုံတဲ့ဤအာကားဆိုသောခွေးလေးပါသည်ကြောက်စရာကောင်းလာသောခွေးကြီးတစ်ကောင်လေးပါသည် ခွေးဝင်စားသွားရာခွေးနှကောင်သုံးကောင်တကောက်ကောက်လိုက်ပါလိရှိကြလေသည် ထို့ကြောင့်ခွေးဝင်စား၏နားနေရာဖြစ်သောမောကူစေးတစ်ပင်ချေရင်အရိတ်တလင်းသည်ခွေးတံများဖြင့်ဆူညံလျက်ရှိလေသည်မေပွဲမောင်ပွဲတံဘလူးချင်းတံများဖြစ်နေမည်လားမသိအတော်ကြီးတယောက်ကရေတွင်းသို့ရေခတ်လာရင်းမြင်လေရာအလိုလေးလေဒီခွေးဝင်စားကခွေးမလေးပါလားကျုပ်အစတုန်းကတတိမထားမိဘူးဟုတ်ဆို၏ တခြားအတော်ကြီးတယောက်ကလည်းရောက်လာ၍မြင်ပြန်ရာဟုတ်တယ်တော့ကျုပ်လည်းတတိမထားမိဘူးဟုဆိုပြန်သည်ထို့တော့အချင်းချင်းပြုံးဆို၍သဘောကျသဖြင့်ရင်မောကြလေသည် ထို့နောက်မိသားစုလေးစု၏အစီအဝေးတွင် ထိုခွေးဝင်စားကိုရွာမမောင်းထုတ်တဲ့မထုတ်တဲ့အငင်းအခုံဖြစ်ပေါ်လာလေသည်ယောက်ျားများကတကိုင်းမိန်းမများကတကိုင်းဟု၍နှကိုင်းကွဲလေသည် ရခင်အခါကခွေးဝင်စားအပေါ်၌ယောက်ျားရောမိန်းမပါ သဘောထားတစ်မျိုးတည်းထားခဲ့ကြသည်ယခုမူမိမများ၏သဘောထားသည် ပြောင်းရွှေ့လာခြင်းပြီးထိုခွေးဝေစားသည့်ဇီးနှစ်ဖြစ်နေသည့်ဖြစ်တနာဖွယ်ကောင်းလာသည်ဟုသောသဘောထားပင်ဖြစ်သည်မိမများသည်ဤကိစ္စမျိုး၌ကိုချင်းစာနိုင်ကြသူများဖြစ်သောကြောင့်ခွေးဝင်စားကိုတနာညာတာခြင်းကြလေသည်တို့ရတွင်ယောက်ျားများကခွေးဝင်စားမျိုးပြန့်ပွားလာရင်ရွာ၌မြို့သို့ဖြစ်လာမည်နည်းဟု စင်ချေပေးကြသည်မြို့သို့ပင်ဖြစ်စေ ခွေးဝင်စား၏နောင်ရီကိုကယောက်ျားယုံမိမပါအရေးတည်ယူပြု၍ပြောဆိုကြလေသည်ခွေးဝင်စားမကဘာမှမသိရှာချေတနေ့တနိုင်ခင်းစံ၏အတကားဝါသို့လက်တုံးလေးတစည်းရောက်လာသည် လေထဲ၌အဖုံးမရှိသောတစ်တာတစ်လုံးပါသည်တစ်တာကိုညစ်ပေသောကောက်ရိုးများဖြင့်ဖုံးအုပ်ထားသည် အမည်မသိလူတစ်ယောက်သည် ခင်းစံ၏အိမ်တွင်သို့ဝင်သွားသည်သူ့နောက်ကရဲသားတစ်ယောက်လှိုက်သွားသည် ထိုအချိန်တွင်ခွေးဝင်စားသည် အိမ်အနီးအနားနိုင်မရှိချေပေါ်ချေကိုရိုနှင့်တခြားခွေးများသည်ထိုလူနှစ်ယောက်ကိုမြင်လိုက်သည်နှင့်တပြိုင်နက်ဦးကြဟောင်းကြလေသည်ထိုအခါယောက်ျားမိန်းမကလေးများပါထွက်၍ကြေကြလေသည်ကိုချန်ကအမေရဲ့ခွေးတပ်မုတ်ဆိုးကြီးလာနေပြီဟုဆိုကသူ့အမေနောက်သို့ဝင်၍ပုံလေသည်ချန်ဒီနာချင်းတို့သည်ခင်ဆန်ဤအင်ဂျီစီတို့တစုတယုံထဲသွားကြသည် နှစ်နှစ်တိုင်းခြံထဲ၌ပန်းပင်များကိုရေလောင်းလေရှိသောခင်းဆန်ဤသမီးအကြီးသည်ရေမှုတစ်ဖက်နှင့်အင်စီသို့သွားသည်ပကြီဆွေးနေသောចောင်းသားတို့ကလည်းခွေးချီကိုပြက်ကလူစုရှိရာသို့သွားလေသည်ဟဲ့ဟိုမဟိုမဟဲ့ဒီဖက်ရောက်လာပြီဟဲ့ဟိုဖက်ကိုပြေးပြပြီဟာဟာလွတ်သွားပြီဟူသောအတန်တို့သည်စုညံနေကြလေသည် ခွေးဝင်စားတော့သိပါပြီအမေရဲ့ဟုတ်စကားကိုချံကငိုပါလေသည် ို့ရတွင်ခွေးဝင်စားကမသိလွတ်သွားသည်ဝင်းရင်တုတ်ကင်သူကသူ့အဖေါ်အားကောင်းခါပြသည်မမိတော့ပါဘူးကွာဟုဆိုကရဲသားကလည်းခြံထဲမှထွက်လာသည်ထို့နောက်ထိုလူနဲ့ရောက်သည်စိတ်ပြက်လက်ပြက်နှင့်လဲကိုဆက်လက်၍တွန်းသွားကြသည်ရက်လှရင်လာရခွေးဝင်စား၏ရဲအုံသည်ဖွင့်ထွာလာ၍မျက်လုံးများသည်အငြိမ်မနေဖြစ်လာကြသည်ရခင်အခါခါသောခွေးဝင်စားသည် သူ့အသက်တစ်ချောင်းကိုသာဆောင်းရှောက်ရသည်ယခုမူ ဝမ်းနိုင်လွေထားရသောတားငယ်များ၏အသက်ကိုလည်းစောင့်ရှောက်ရသည်။သူလဲလျောင်းရာမော်ကူစီပင်ချင်းရင်အရေးတလင်းလိုက်ပင်လေသူအတွက်ရံမကင်းဟုသူထင်လာပုံရသည်။အဘေကြောင့်ဆိုသောထို့အရေးတလင်းသို့ခွေးဝင်စားမလာတော့သောကြောင့်ဖြစ်သည်။တခါတည်းရန်ခွေးဝင်စားသည်ဆူဆွတ်သောမြေပြင်ပေါ်၌သူဒုက္ခအမျိုးမျိုးကိုမေ့ဖြောက်ကတခဏမျှလဲလျောင်းနာနေတတ်သည်။ထို့အခါမျိုး၌ပင်လူရိတ်ကိုမြင်သည့်နှစ်တစ်ပြိုင်နှင့်ခေါင်းထောင်ထပ်တက်လေသည်။ခွေးဝင်စားသည် တအောင်ကလေးမှတတိအလင်မခံဝွင့်ချီလူလောက်ရက်ဆက်သူ လူလောက်အတနာကင်းသူဤလောက၌မရှိဟုသူစိတ်၌ထင်နေတကဲ့သို့ဖြစ်လေသည် လူကိုထုံမြလောက်ကြောက်နေရရှာတော်လဲခွေဝင်စားသည် လူနှစ်မပြတ်နိုင်လူအိုးအိမ်ကိုမစွန့်နိုင်ဘေးလူရတော်လဲမသွားနိုင် အခြားတရိစံရိုင်းများကဲ့သို့တိုးကြီးထဲမှနေ၍တောတိရွက်စိမ်းများချင်ရန်ကအေးအေးလူလူသားမွေးရလင်မြည်မြကောင်းပါမည်နီဤအတွေ့သည် ်ချန်သမားတို့၏အတွေ့မျှသာဖြစ်သည်ခွေးဝင်စားသည်ကထို့သို့တွေးမည်မဟုတ်ချေလူနှင့်နီးနီးဆက်ဆက်နေထိုင်ခဲ့သောသူစရိတ်ကို သူဖြောက်၍ရမည်မဟုတ်ချေဂျွန်လဆန်း၌ခွေးဝင်စားမှာတားကြသဖြင့်ခေဆက်၏ဆောင်းရသည်၌အပူငွေပေး၍အပင်မျိုးတို့ကိုဆက်ပြိုးရန်မန်မိုးမှန်ကပြုထားသောအနှွေးအင်ငယ်၌ခွေးငယ်လေးကောင်ကို မြင်ကြရလေသည်၎င်းသည်ညူဖြူချားဖြစ်၍ပေါချီနှင့်တူသည်တကောင်မှာ ကိုလုံးကျွတ်နဲ့တည်တန်တကောင်မောဝိတ်66ဖြစ်၍သူ့အမေနှင့်တူသည်။အော်သူခမယာตาရမပင်အေးတယူအပြုခံရရှာသည်။ตาရမပင်ပြုံးရွှင်သောလူမျက်နှာကို သူမြင်ရရှာသည်။ตาရမပင်ခြုံမြင်သောအစာကို သူစားရရှာသည်။ခင်းစံဤအင်္ဂါအတော်ကြီးသည် စဖို့ဆောင်စက်ကူပရင်ကိုဖွင့်၍ခွေးမလေးရေဟုတ်ထုံနေကစာ၍ခေါ်လေတည်း။ ဝေတာရီမဂ္ဂဇင်းအမှတ်7ဂျွန်လ1963ဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။